မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေယောဂီသူတော်စင်များဦးစင်ရဲ့ဆွေတော်မျိုးတော်များအားလုံးဦးစင်ကတော့ဟိတေတိဆရာတော်ပါ တရားလိုချင်လာပြီတရားရချင်လာပြီလေ့ကျင့်လာတာလေ အကြိမ်ကြိမ်အထက်ထက်ရှိနေကြပြီလို့ အဲ့ဒီလိုတရားရှုမှတ်နေတဲ့အတွက်အကုန်လုံးကိုဂုဏ်ယူပါတယ်ဝမ်းလေးဝမ်းသာပါတယ်ကျေးဇူးလေးတင်ပါတယ်လို့ပြောပါရစေတပည့်တော်မာတို့တရားဘလိုမျိုးလေးဆိုတာကိုသိချင်ပါတယ်အဲ့လိုမျိုးမေးလျှောက်ကြတာပေါ့ဒါထွက်လေဝင်လေနဲ့သမထအကောင်းပြီးတော့မင်းမင်းကိုကို တအားကြီးထိုင်လို့ကောင်းတဲ့အခါတရားရပြီလို့ထင်နေတတ်ကြပါတယ်တချို့ကတော့အဲထိုင်ယုံလောက်နဲ့တော့မှန်နေလို့ပြောရမှာပေါ့အားရတဲ့အခါဘာကိုသီးပေးလဲဘာကိုမဲလာလဲအဲ့ဒါအရေးကြီးပါတယ်တတိဆက်လာဖို့အရေးကြီးပါတယ်ဘလို့ထားလဲထားပြစမ်းထားတဲ့ပုံစံကို ရှင်းပြစမ်း ထားပြီးတော့ဒီတိုင်းသစ္စကံမှတတိလွတ်လို့မရဘူးပေါ့ပြောလိုတာကကမ္မထံလေးမရောဆက်ရဘူးကမ္မထံရောဆက်တယ်ဆိုတာက ကိုတို့ကညံလန်းကိုသောနေတဲ့သူတွေတရားဆိုတာညံလန်းเนาะပဲ့လေဝင်လေနဲ့တအားကြီးလုံနေတယ်ဆိုတာဇံလန်းเนาะအဲ့ဒါကအာဂုံတော်တွေရွက်မယ်ပိဋိတ်တွေရွက်မယ်ပဋ္ဌာန်းတွေရွက်မယ်အဲ့ဒါကကံလန်းเนาะ လမ်းက3လမ်းတတိထားဖို့လိုပါတယ်ကိုတို့ကညံလမ်းကို သောနေတဲ့အညံလမ်းကို ဆုံးအောင်ရောက်အောင်သွားဖို့အတွက်နော်အခုအဲ့လိုဆိုရင်လူတွေကမေ့ပါတယ်တရားမနေတဲ့အခါလေကုံတော်တွေရွယ်လို့မကောင်းဘူးလားဖေယားတရားမနေတဲ့အခါမကောင်းပါဘူးပန်ဖြစ်လို့လေဆိုတော့နောက်တလန်းကို ရောက်တော့လို့ပါကန်လန်းကို ရောက်တော့ပါတယ် ဉာဏ်လန်းကို ဆုံးအောင်အရင် လုပ်ပါပြီးရင်ကန်လန်းကိုလိုက်ရှင်လေးလိုက်အဲ့ဒီခါဇန်လန်းကိုလိုက်ရှင်လေးလိုက်မိမိလှုပ်ရမယ့်အလုပ်ကဉာဏ်လန်းဖြစ်ပါတယ်။ဘာဖြစ်လို့ဉာဏ်လန်းလေးဆိုတော့တရားဆိုတာသီလသမာဓိပညာလန်းဖြစ်ပါတယ်။ပညာဆိုတာဉာဏ်လန်းပေါ့နော်ဉာဏ်ပွင့်မှဉာဏ်ပွင့်လာမှတရားရရလူဆိုတာ ကိုဟာကိုသိပါတယ်ကိုတရားရတာကိုနော်ဒါမသိဘဲနဲ့လေရှိကြပါတယ်တချို့ကြတော့ဒါပေမဲ့များသောအားဖြင့်ကပညာလန်းဖြစ်တဲ့အတွက်တရားရတဲ့လူဟာကိုတရားရတာကို ကိုသိပါတယ်ဘယ်လိုမျိုးမြင်လဲတရားရတဲ့လူကဒီလောကကြီးကိုဘယ်လိုမြင်လဲဆိုတော့အမြင်အပြောင်းတော့တာပေါ့ဘယ်လိုမြင်လဲဆိုတော့မြတ်စွာဘုရား ြောတဲ့အတိုင်းမြင်တာပေါ့ဒါအစင်းလို့မြင်တာပေါ့မြင်တဲ့အခါအစင်းကြားတဲ့အခါအသံဘသူအသံဘေဝအသံမရှိဘူးဘသူအယုတ်ဟိုသူအယုတ်ဆိုတာမရှိဘူးเนาะအစင်းပဲမြင်တာဒီအစင်းနဲ့ဟိုအစင်းနဲ့မတူဘူးပြီးတော့လူတွေကိုတဏ္ဏမင်းကြီးကကြိုးကင်နေတာတွေထိုးပေးနေတာတွေသွေးဆောနေတာတွေမြင်နေရတယ်တရားရလာတဲ့သူကเนาะ မြင်နေရတယ်။အော်လူတွေကိုငါဒီလိုပြောလိုက်ရင်ဒီလူတွေလက်ခံမလား။ဒီလူတွေဒီလိုဖြစ်နေကြပါလားလို့ကိုကတော့မြင်ပါရဲ့။ပြောလို့မရနိုင်ဘူး။ပြောရင်လည်းလက်ခံမှာမဟုတ်ဘူး။ဥပမာလူနှစ်ယောက်ရန်ဖြစ်နေကြတယ်ဆိုပါတော့လောကအမြင်ကတော့လူနှစ်ယောက်ရန်ဖြစ်တယ်လို့ပဲမြင်တာလေ။တကယ်တမ်းဉာဏ်ပညာနဲ့ကြိုက်လိုက်တဲ့အခါဒါလူနှစ်ယောက်ယံဖြစ်နေတာမဟုတ်ဘူး တယုတ်တိရံဖြစ်နေတာဟိုဘက်ကလူမှရောက်နေတဲ့အကျိုးစိတ်ဆိုတာဒီဘက်ကလူရဲ့စိတ်ဒီဘက်ကလူရဲ့အကျိုးစိတ်ဒီပေါ်နေတဲ့စိတ်ဆိုတာဟိုဘက်ကလူရဲ့အကျိုးစိတ်เนาะအဲ့လိုအကျိုးတွေအကျိုးစိတ်တွေရှင်းနေနေတာဖြစ်တယ်အဲ့ဒါနဲ့မြတ်စွာဘုရားကသီကံလို့ပြောတာသီကံဆိုတာအကျောင်းကိုသီးပြီးတော့သီးခံရတာအကျောင်းကိုသီးနေတဲ့လူကသီးခံနိုင်တာပေါ့เนาะ အကြောင်းဆိုတာဘာလဲကိုကဘာလှုပ်ခေးလဲကိုလှုပ်ခေးတဲ့အကြောင်းကိုပြောတာကိုကသူများတွေကိုညောင်ဘူးလားသူများတွေကိုသရော်ဘူးလားသူများတွေကိုတော်တော်လေးတော်တယ်လို့နှလုံးသွင်းဘူးလားအဲ့ဒါဆိုအကုန်လုံးကိုခံရမှာပဲပြန်ပြီးတော့နော်ဥပမာဒီဦးစင်းကဘုန်းကြီးတွေတရားဟောတဲ့အခါတော်တော်လေးတော်တယ်လို့နှလုံးသွင်းပြီးနေဆိုပါတော့အဲ့ဒါဦးစင်းရဲ့အကြောင်းအခုတရားနားထောင်နေတဲ့လူတွေက အဲ့လိုထင်းနေတာပဲလေစိတ်ထဲမှာအတူတူပဲလေအာဒီဖုန်းဒီဦးစင်းတရားဟောလို့ရှင်းပြလို့တော်ပါလားအဲ့လိုစိတ်ထဲမှာဖြစ်နေတယ်ဆိုတာအဲ့ဒါယောဂီတွေစိတ်ထဲမှာဖြစ်တာမဟုတ်ဘူးအဲ့ဒါဦးစင်းဖြစ်ခဲ့တဲ့စိတ်ရင်းအကျိုးအကြောင်းဟာအခုယောဂီတွေစီကိုအကျိုးရောက်နေတာမဟုတ်ဒီလိုပါပဲကိုတယောက်တည်းဖြစ်နေတာဖြစ်ပါတယ်နော် အဲ့ဒါနဲ့အကြောင်းတရားအကြောင်းအကျိုးတမဖြစ်တယ်ဆိုတာအရှင်သာရိပုတ္တရာကို ဥပဒိတ်တမထေကိုအသစီမထေက ဟောခဲ့ပါတယ်အသစီဆိုတာကောတညာဝေပဗတ္တိယမဟာနဲ့အသစီပိစာဝဂီငါဦးတွေက အငေးဆုံးသောယဟန်ဖြစ်ပါတယ်အဲ့ဒီမှာစွန့်ကန်ဖို့ကြောလာတဲ့အခါစွန့်ကန်ဖို့ကြောလာတဲ့အခါ ။ဥပတိတ်သမထေကတရားတောင်းတော့ယေတံမဟေတုပကဝတေတံဟေတုံတထာကတော်ရာတေသိင်္ဆာယောနိရောဓောဧဝံဝါဒီမဟာသမနောတဲ့။အကျိုးတရားတို့မြင်သည်မှအကြောင်းတရားကင်းပြီးတော့မဖြစ်